ူတင်ရဲ့ညှင်းဆုံမှုကြောင့်အမေရိကန်သမ္မတထရန့်ယူကရိန်းသမ္မတဇလန်စကီတို့ကလည်းအစ္စတန်ဘူမှာပြုလုပ်မဲ့ခီးစဉ်ကိုမတွားဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်ယူကရိန်းနဲ့ရုရှားညှင်းချင်းဆွေးနွေးပွဲဟာပြတ်သွားပြီဖြစ်ပါတယ်။ရုရှားယူကရိန်းစစ်ပွဲဆုံးသက်ရေးအတွက်အမေရိကန်သမ္မတထရန့်ယူကရိန်းသမ္မတဇလန်စကီနဲ့ရုရှားသမ္မတပူတင်တို့ကြားအဆိုပြုထားတဲ့သုံးနိုင်ငံငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲဟာသမ္မတပူတင်ဘက်ကတက်ဖို့ငြင်းဆန်ခဲ့တဲ့အတွက်ကြောင့် တမရသုံးပါမယ်အဲ့ဒီထိပ်သည်ဆွေးနွေးပွဲမဖြစ်မြောက်တော့ပါဘူးပူတင်ရဲ့ညှဉ်းဆုပ်မှုကြောင့်ဇီလန်စကီနဲ့ထရန့်တို့ကလည်းအစ္စတန်ဘူမှာပြုလုပ်မဲ့ခီးစဉ်တွေဖျက်သိမ်းလိုက်ပါတယ်အမေရိကန်ရရှိသူပြောဆိုချက်ကိုကိုးကားပြီးတော့ရိုက်တာသတင်းဌာနကတင်ပြရမှာရုရှားဘက်ကတမရပူတင်မပါတဲ့ကိုယ်စားလှယ်ဖွဲ့ကိုကြီးညာပြီးနောက်တမရထရန့်ကအခုလိုခီးစဉ်ကိုဖျက်သိမ်းလိုက်တာဖြစ်ပါတယ်ယူကရိန်းနဲ့ဇီလန်စကီကလည်းပူတင်ပါတဲ့အစည်းအဝေးတာ ပါဝင်တက်ရောက်သွားမယ်လို့အသိပေးထားပါတယ်ပူတင်ဟာအစ္စတန်ဘူကိုလွတ်မဲ့ရုရှားကုစလဲဖွင့်မှာသူ့ရဲ့လက်ထောက်ပလာဒီမာမီဒင်စကီးကိုခေါင်းဆောင်ဖြစ်ဆေလွတ်မယ်လို့တည်ပြုခဲ့ပါတယ်သူကိုယ်တိုင်တော့ဥဆောင်ဆွေးနွေးခြင်းမရှိပါဘူးသူကိုယ်တိုင်နေမကရုရှားရဲ့ဒုခေါင်းဆောင်ဒီမီထရီမဘီတက်ကိုတော့မှဆေလွတ်ခြင်းမရှိပါဘူးအဲ့ဒီကုစလဲဖွင့်မှာတခြားဖွဲ့ဝင်တွေဖြစ်တဲ့ဒုနိုင်ငံခြားရေးဝန်ကြီးဒုကာကွယ်ရေးဝန်ကြီးနဲ့ရုရှားထောက်လှမ်းရေးကြီးကဲလိုပဲပါပါတယ် ဗလာဒီမာမင်နစ်စကီနဲ့လက်ဇနာဖိုမင်တို့ဟာယူကရိန်းကိုရုရှားကကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်းမလ29 2022ကအစ္စတန်ဘူမှာပြုလုပ်တဲ့ညီချင်းဆွေးနွေးပွဲမှာပါဝင်ခဲ့မှုတွေဖြစ်ပါတယ်။ပြောရမယ်ဆိုရင်ပူတင်ကစေလွတ်မယ်ဆိုတဲ့ဖွင့်ဟာဝန်ကြီးအဆင့်တော်မဟုတ်ဘဲနဲ့ဒူးနိုင်ငံခြားရေးဝန်ကြီးအဆင့်လောက်ကဥဆောင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်တမနော့ထရန်စလန်စကီတို့ကလည်းအဲ့ဒီဒူးဝန်ကြီးလောက်နဲ့တော့ဆွေးနွေးမှာမဟုတ်ဘူးဆိုပြီးဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ အစ္စတန်ဘူစွန်းနီဘွယ်ဟာမေ17မှာစတင်ခဲ့တာဖြစ်ပြီးအမေရိကန်ရုရှားနဲ့ယူကရိန်းကသမ္မတ3လုံးတက်ရောက်ဖို့စိတ်ဝင်စားမှုရှိခဲ့တာကြောင့်အပြူသဘောဆောင်တဲ့ငြိမ်းချမ်းစွန်းနီဘွယ်ဖြစ်မျှော်လင့်ချက်တွေမြင့်တက်ခဲ့တာပါသမ္မတ3လုံးပါဝင်မဲ့ထိပ်သီးစွန်းနီဘွယ်ပြတ်သွားပေမဲ့အမေရိကန်အနေနဲ့ခုကျင်းပနေတဲ့ငြိမ်းချမ်းစွန်းနီဘွယ်တွေမှာတော့ပါဝင်တက်ရောက်မှာဖြစ်ပါလိမ့်နိုင်ငံခြားရေးဝန်ကြီးမှာကော်ရဘီယိုထူးသန့်နမန်စတီဝစ်ကော့ဖ်နဲ့ကစ်ကဲလော်တို့ဟာရုရှားယူကရိန်းကြားဆစ်ဆက်ညှိနှိုင်းရေးအတွက်အစ္စတန်ဘူစွန်းနီဘွယ်ကို တက်ရောက်သွားမယ်လို့သိရပါလိမ့် နောက်ထပ်သတင်းပို့ပြောချင်ပါတယ်လာမယ့်ရက်တွေမှာဂါဇာကိုအင်အားပြည့်တဲ့စစ်တပ်ကဝင်ရောက်မယ်လို့အစ္စရေးဝန်ကြီးချုပ်နေတာညာဟုကပြောပါရယ်။သတင်းကြခင်ရပိုင်းတွင်စစ်စင်ရေးကိုအဆုံးသတ်ဖို့အင်အားပြည့်တဲ့လှုပ်ဆောင်သွားပါမယ်။စစ်စင်ရေးကိုအဆုံးသတ်မယ်ဆိုတာကဟာမက်စ်ဖွဲ့ကိုအနိုင်တိုက်ပါမယ်။ဆိုလိုတာကဟာမက်စ်ကိုဖျက်ဆီးပစ်မယ်လို့နေတာညာဟုကကြေညာပါရယ်။ကျွန်တော်တို့စစ်ပွဲကိုဘယ်နေရာမှာရပ်မယ်ဆိုတဲ့အခြေအနေမရှိပါဘူး။ ယာယီပြည့်ရတာတော့ရှိချင်ရှိမယ်ဒါပေမဲ့ကျွန်တော်တို့ကအဆုံးထိသွားမှာလို့နေတညာခုကပြောပါတယ်ပါလက်စတိုင်းစစ်သွေးကြွဟာမတ်စ်ဖွဲ့နဲ့ဖြစ်ပွားတဲ့စစ်ပွဲကိုအများစုရပ်တန့်နိုင်ခဲ့တဲ့ဇန်နဝါရီ19ရက်နေ့ပြစ်ခတ်ရစဲကိုဘလို့ဆက်လုပ်မယ်ဆိုတဲ့အရေးဟာမတိုးတာမဆုတ်တာဖြစ်ပြီးနောက်အစ်ဇွေးစစ်တပ်ဟာဂါဇာကမ်းမြောင်တစ်လျှောက်မှာအဓိကစစ်စင်ရေးကြီးတွေကိုမလ16ရက်နေ့ကပြန်စတင်ခဲ့တာပါဂါဇာထိုးစစ်ကို တိုးချဲ့ဖို့အတွက်အစီအစဉ်တွေကိုအစ်ဇွေးစုရကအခုလအစောပိုင်းကတည်ပြုပေးခဲ့ပါတယ် ဂါဇာမှာတပ်ဖွဲ့တွေရေရှိတက်ဆွဲထားမယ်လို့အရာရှိတွေကပြောပါတယ်နိုင်ငံတကာကန့်ကွက်ရှုတ်ချတဲ့အစီအစဉ်ထားတဲ့ပုံမူကျပြတ်တဲ့စစ်စင်မှာဒေသခံအများစုကိုပါပါလက်စတိုင်းနဲ့မြန်မာဖယ်ရှားရေးအစီအစဉ်လည်းပါပါတယ်ဂါဇာကမ်းမြောင်ရှိလူဦးရေ1.4သန်းအလုံးဒီပါစစ်ပွဲအတွင်းအိုးအိမ်ဆုံးခွာထွက်ပြေးခဲ့ရပါတယ်2023အော်တိုဘာကဟာမက်စ်ဘက်ကအစ္စရေးနိုင်ငံတွင်ဝင်ရောက်တိုက်ခတ်ပြီးနောက်စစ်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ် ပါလက်ဆိုင်လူမျိုးတွေကာဇာမောထုတ်ခေါ်သွားဖို့အစ္စရေးကတွန်းပို့ခဲ့ပါတယ်။စစ်စင်ရဲ့ရည်မှန်းချက်တွေမှာမိမိသဘောဆန္ဒလျောက်ရွှေပြောင်းတဲ့အစီအစဉ်လဲပါဝင်တယ်လို့ဆိုပါတယ်။မူလကတဲ့အမေရိကန်သမ္မတထရန့်အဆိုပြုခဲ့တဲ့ကာဇာမောနေထိုင်သူတွေဟာဂျော်ဒန်နဲ့အီဂျစ်လိုအီနင်းကျနိုင်ငံတွေကိုမိမိသဘောဆန္ဒအလျောက်ထောက်ခွာရေးတင်ပြချက်ကိုအစ္စရေးဝန်ကြီးတွေကအမိအယာစုခံခဲ့ပါတယ်။ကိုင်ရိုနဲ့အိုမန်အခြားအာရဗ်မဟာမိတ်တွေကမ္ဘာတော်မှာရှိတဲ့အစိုးရအနေနဲ့ပါလက်စတိုင်းလူမျိုးတွေကိုယ်တိုင်ကအဲ့ဒီဆိုပြုတင်ပြချက်ကိုလုံးဝညှင်းပယ်ခဲ့ပါတယ်။ ဂါဇာကမ်းမြောက်မှာပါလက်စတိုင်းလူမျိုးတွေကိုလက်ခံလူတဲ့နိုင်ငံတွေအစ္စရေးကရှောက်ဖွင့်နေကြောင်းဒေတာညာဟုကပြောပါတယ်။ဂါဇာဒေသခံတွေထောက်ခံနိုင်မှုအုပ်ချုပ်ရေးအဖွဲ့တခုကျွန်တော်တို့ထူထောင်ပြီးပြီဖြစ်ပါတယ်။သူတို့ကိုလက်ခံမဲ့နိုင်ငံတွေပဲလူတော့တာပါ။ဒါမဲ့ဒါကိုအခုကျွန်တော်တို့လုပ်နေတာပဲလို့ဒေတာညာဟုကဆိုပါတယ်။ရွေးချယ်ခွင့်ပေးမယ်ဆိုရင်တော့ခမန်းချေ90ရာခိုင်နှုန်းကျော်ထောက်ခွာသွားမယ်လို့သူကပြောပါတယ်။ Hamas ဖွဲ့ကအစ္စရေးကို2023ခုနှစ်ဝင်ရောက်တိုက်ခတ်ပြီးနောက်ဂါဇာစစ်ပွဲစတင်ဖြစ်ခဲ့တာပါ လက်ရှိမှာတော့နှစ်ဖက်အပြန်အလှန်မတိကျမရေရာမှုတွေနဲ့စီးရဲခြင်းတွေတင်းမာလျက်ရှိပါလေနောက်ထပ်သတင်းပုတ်ပြောချင်ပါလေအမေရိကန်ရဲ့လွတ်တော်အဆောင်အောင်းမှာလှုပ်ဝက်လိုင်ကောင်းတွေရှိနေပြီးဒါကိုလွတ်တော်မတ်တွေကထုတ်ဖော်ပြသလာပါလေအမေရိကန်လွတ်တော်အဆောင်အောင်းမှာရှိတဲ့လှုပ်ဝက်ဥမင်လိုင်ကောင်းကို Republican Party မြောက်ကောင်လိုင်းနဲ့လွတ်တော်အမတ်တမ်မောကမကြောက်သေးမီကတင်ခဲ့တဲ့ဗီဒီယိုဖိုင်မှာဖော်ပြပါလေဒီဥမင်လိုင်ကောင်းဟာသမရဟောင်းလင်ကောင်းအခမ်းမှာစတင်ခဲ့ပြီး 1812စစ်ပွဲနဲ့ဆက်ဆက်နေနိုင်ပါလေခုဆိုတော့နှစ်ပေါင်း200ဝန်းကျင်လောက်ရှိပါပြီအလိုတော်မှာသူ့ရဲ့လူမှုကွန်ရက်မှာဒီဗီဒီယိုဖိုင်ကိုတင်ခဲ့ပါလေဗီဒီယိုထဲမှာလွတ်တော်အဆောင်အောင်မှာရှိတဲ့လှုပ်ဝက်ဥမင်လိုင်ကောင်းကိုဖော်ပြခဲ့ပါလေဥမင်လိုင်ကောင်းဝေဘောဟာလင်ကုန်းခန်းမှာဖြစ်ပါလေဒီခန်းဟာတမရအိဗရာဟန်လင်ကုန်းတပ်တန်းတွေမှာအလိုတော်စာကြည့်တိုက်ဖြစ်ခဲ့မှုပါလေလွတ်တော်လေးလာရေးခီးစဉ်တွေမှာဒီလှုပ်ဝက်ချက်ကိုပြလိမ့်ရှိကြောင်းတန်မိုးကဆိုပါလေလွတ်တော်လိုင်ကောင်းဝေဘောကိုပြဖို့ကြမ်းပြင့်ဖုန်ကုန်း မောက်ဖွင့်လိုက်ပါလေဥမေလိုင်ကောင်းလေကားတွေကိုခုကပိတ်ထားကြသူကရှင်းပြပါလေသူကိုယ်တိုင်ဥမေလိုင်ကောင်းတဲ့ဝင်ထွက်သွားလာဘူးတယ်လို့ဆိုပါလေလွတ်တော်အဆောင်ကို1900ပြည့်နှစ်တွေကစတင်တည်ဆောက်ခဲ့တာပါအဆောင်မှာလှုပ်ဝက်လမ်းကြောင်းများစွာရှိပါလေဥမေလိုင်ကောင်းဟာအဆောင်ပြပကိုသွားလာနိုင်ပြီးတော့လင်ကုန်းခန့်မမှရှိတဲ့ area ဟာရုတ်ထုခန့်မဖြစ်ပါလေဒီနေရာကိုတချင်ကအလွတ်တော်စီဝေးအတွက်သုံးခဲ့ပါလေယနေ့ခင်မှာထင်ရှားတဲ့ American လူမျိုးတွေရဲ့ရုပ်ထုတွေကိုတွေ့နိုင်ပါလေအတီးမပြုတ်နိုင်ပေမဲ့ 1812စစ်ပွဲတွင်မှဒီဥမင်လိုင်ကောင်ကိုဗြိတိရှစစ်သားတွေကတုံးခဲ့ပုံရကြောင်းဆိုပါတယ်1814မှာဝါရှင်တန်ကိုဗြိတိရှတို့ရဲ့တိုက်ခိုက်မှုကဒါနဲ့ဆိုင်ပါတယ်အဲ့ဒီချိန်ပြည်တွင်တိတိကလွတ်တော်အဆောင်နဲ့အင်ဖီရိုကိုမီးတင်ရှို့ပါတယ်ရေကြောင်းနဲ့ကုန်သွယ်ရေးပြဿနာကြောင့်အမေရိကန်ပြည်ထောင်စစ်ပွဲဟာ1815မှာပြီးဆုံးသွားပါတယ်လွတ်တော်အဆောင်ကို1826မှာပြန်လည်ဆောက်လုပ်ပြီးစီးခဲ့ပါတယ် သမရဂျော့ဝါရှင်တန်ဟာ1993မှာအုပ်မြစ်ချပါလေလင်ကုန်းခန့်ဟာလွတ်တော်အဆောင်ခီးစဉ်တွင်မိမိအကျိုက်ဆုံးနေရာထဲမှာတစ်ခုဖြစ်ကြောင်းတမ်မိုးကဆိုပါလေလင်ကုန်းကအခန်းထဲမှာမိဖို့ဘေးမှာထိုင်ပြီးစာဖတ်လေ့ရှိပါလေလင်ကတိတွေမှာလက်မှတ်တွေကိုလည်းဗီဒီယိုမှာတမ်းမှာတွေ့ရပြီးလွတ်တော်အမှတ်တွေဒါမှမဟုတ်လာရောက်သူတွေကသူတို့ရဲ့မှတ်အသားကိုခြံထားလို့တဲ့အတွက်ကြောင့်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ဟန်တူတယ်လို့ဆိုပါလေနောက်ထပ်သတင်းမှုပြောချင်ပါလေကမ္ဘာအစင်းရဲဆုံးသမ္မတလို့သတ်မှတ်ခံရတဲ့ဥရုဂွေသမ္မတဟောင်း ကွဲလွန်သွားပြီဖြစ်ပါလေချိုးချံချော်စွာနေထိုင်မှုကြောင့်ကမ္ဘာအစည်းအဝေးဆုံးသမ္မတလို့သတ်မှတ်ခေါ်ခံရတယ်ဥရုဂွေသမ္မတဟောင်းဟိုဆေးမူဂျီကာဟာအသက်89နှစ်အရွယ်မှာကွဲလွန်ရှာပါလေသူဟာအစာပြုံကင်ဆာရောဂါကာလာကြာရှည်ခံစားခဲ့ရပြီးနောက်မွန်တီဗီဒီယိုမှာရှိတဲ့စင်ချေဖုံးမှာရှိတဲ့သူ့ရဲ့လက်တော်အိမ်လေးမှာကွယ်လွန်သွားတယ်လို့ဥရုဂွေသမ္မတရာမန်ဒူအော်စီကကြေညာပါတယ် တမရဟောဟိုဆေးမူကာဂျီဟာပျောက်ကြားတော်လှန်ရေးသမားဖြစ်မှလက်နက်စွန်ပြီးတော့ရွေးကောက်ပွဲဝင်ပြီးနိုင်ငံတမရဖြစ်လာတဲ့အတွက်အမျိုးသားရင်ကြားစီရဲ့အဓိကသင်္ကေတဖြစ်ခဲ့ပါလေမိတ်ဆွေကြီးမူဂျီကကွလွန်သွားကြောင်းကြီးညာတဲ့အတွက်ကျွန်တော်လုံဝမ်းနေပါလေသူကတမရတကြွလှရှာသူ နိုင်ငံကောင်းဆောင်နဲ့လမ်းညွှန်ခဲ့သူတူပါ သူ့ကိုအလုံးမဲ့လွန်ဆွတ်တတိယပါလေကျွန်တော်တို့အတွက်သူပေးခဲ့တာတွေ ပြည်သူတွေပေါ်ထားတဲ့နက်နက်ရှန်ရှန်ချစ်ချင်းမြတ်တာတွေအတွက်ကျေးဇူးတင်ပါတယ်လို့ဥရုဂွေသမ္မတအရာမန်ဒူအော်စီကလူမှုကွန်ရက်မှာရေးပါတယ်။သမ္မတဟောမူကြီးကဟာသူ့ရဲ့အစာပြွန်ကင်ဆာအသည်းကိုပြန့်နှံ့သွားကြောင်းနဲ့စေကူတော်မှုဆက်လက်မခံယူတော့ဘူးလို့ဇန်နဝါရီလတွင်ကထုတ်ဖော်ပြောခဲ့ပါတယ်။2010မှာ2015ခုနှစ်တွင်ဥရုဂွေသမ္မတဖြစ်ခဲ့တဲ့မူဂျီကာဟာခုရာစုနှစ်စောပိုင်းမှာလက်တင်အမေရိကမှာရှိတဲ့အာဂျင်တီးနား၊ဘရာဇီး၊ချီလီနဲ့တခြားဒေသတွေမှာဩဇာကြီးခဲ့တဲ့ လက်ဝဲရင်းနိုင်ငံရေးသမားများအုပ်စုမှဖြစ်ပါလေ။သူဟာလူဦးရေ3သန်းကျော်ရှိတဲ့တောင်အမေရိကနိုင်ငံငယ်လေးမှာစီးပွားရေးတိုးတက်မှုနိုင်ငံခြားရေးနှိမ့်နွယ်မှုမြင့်တက်လာမှုနဲ့အစိုးရနှံပါမှုရှော့ကြရေးကိုဦးဆောင်ခဲ့သလိုအဂတိလိုက်ဆောင်မှုအရှုပ်တော်ပေါ်တွေကိုရှောင်ရှားနိုင်ခဲ့ပါလေ။သူရဲ့တိုးတက်ပြောင်းလဲတဲ့မူဝါဒတွေမှာကိုဝင်ဖြတ်ချခြင်း၊စေချောင်းနဲ့လိန်တူလက်ထက်ခြင်းကိုတရားဝင် ဖြစ်စေခဲ့တဲ့အပြင်အာဖဂန်မှာစစ်ဘေးရှောင်ဒုက္ခသည်တွေပြန်လည်နေရချထားရေးလို့ပါဝင်ခဲ့ပါလေ။ သူလက်ထက်မှာဒီ economic ကဥရုဂွေးကို တနစ်တာရဲ့အကောင်းဆုံးနိုင်ငံဖြစ်ရွေးချယ်ခဲ့ပါတယ်။သမရမူဂျီကာဟာသူ့ဖခင်ကွယ်လွန်ချိန်အသက်၈နှစ်သာရှိသေးပြီးမိခင်ကပန်းရောက်က သူ့ကိုပြူးစုပြိုးထောင်ခဲ့တယ်လို့သူ့ဘဝမှတ်တမ်းမှာဖော်ပြထားပါတယ်။ဥရုဂွေးရဲ့ချမ်းသာသူနဲ့ဆင်းရဲသူကြားကွာဟာချက်ကိုဒေါသထွက်ပြီး1959ခုနှစ်ကျူဘာတော်လှန်ရေးကိုစိတ်ဝင်စားလေ့လာခဲ့ရာသူဟာလက်နက်ကင်တော်လှန်ရေးသမားဖြစ်ခဲ့ပါလေ။ အဲ့ဒီနောက်လက်နက်ကန်တော်လိုင်းမှတစ်ဆင့်နိုင်ငံရေးပြောင်းလဲကိုလှုံ့ဆော်ခဲ့သူလည်းဖြစ်ပါလေ။နောက်ဆုံးသတင်းပုတ်ပြောချင်ပါလေ။ပြင်သစ်နိုင်ငံမှာလက်သမားတဦးရဲ့ခြံဝင်းတမှာရူလေးပီလီယံလောက်တန်တဲ့ရွှေကြောကြီးရှာတွေ့လို့အစိုးရကတိမ့်ယူသွားတယ်လို့သိရပါလေ။ပြင်သစ်နိုင်ငံလည်းပိုင်းတောင်တမ်းဒေသဖြစ်တဲ့အာဘာဂျင်းမှာရှိတဲ့လက်သမားကြီးရဲ့ခြံဝင်းတမှာရူဘီလေးလေးလေးပီလီယံအမေရိကန်ဒေါ်လာနဲ့တွက်တော့၄.၃ဘီလီယံတန်ဖိုးရှိတဲ့ရွှေကြောကြီးရှာဖွေတွေ့ရှိခဲ့တာပါ။ လက်သမားကြီးဟာ channel မှာလမ်းလျှောက်ကြည့်ရှုနေတော့စမ်းကြောင်းငယ်လေးတစ်ခုရှုနေမှာတလက်လက်တောက်ပါတဲ့အရာတစ်ခုသတိထားမိပါတယ်။အနီးကပ်စူဇန်ကြည့်တဲ့အခါစမ်းကြောင်းကျမ်းမြေတစ်လျှောက်ရွှေတုံးလေးတွေပြန်ကျဲနေတာတွေ့ရပါတယ်။အသက်52နှစ်အရွယ်လက်သမားကြီးမီရှယ်ဒူဘွန်ကကျွန်တော်ပုံမှန်တိုင်းပဲ channel မှာလမ်းလျှောက်ကြည့်တာပါ။ရှုံထဲမှာတလက်လက်ဖြစ်နေတာတွေ့လို့နည်းနည်းလေးတူးကြည့်လိုက်တော့မယုံနိုင်တော့အောင်ပဲလို့ပြောပါတယ်။ သူရဲ့တွေ့ရှိချက်ကိုအင်းနီနာချင်းတွေကိုပြောခဲ့ရတာတစ်ဆင့်တစ်ဆင့်စကားတစ်ဆင့်စာနဲ့ပြန့်နှံ့သွားပြီးအစိုးရဌာနဆိုင်ရာအရာရှိတွေရောက်ခဲ့ပါလေအစိုးရက ရွှေကြောကြီးကိုတင်ခဲ့တဲ့အတွက်ပြည်သက်နိုင်ငံသားတွေကြမှာမြေယာပိုင်ဆိုင်ခွင့်အစိုးရရဲ့ထိန်ချုပ်မှုနဲ့တရားမျှတမှုနဲ့ပတ်သက်ပြီးငင်းခုန်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်